မင်္ဂလာပါမျိုးတို့ရေဒီနေ့တော့ကျွန်တော်တို့ Microsoft Word ရဲ့အသုံးဝင်ပြီးတော့လူသိနေတဲ့လုပ်ဆောင်ချက်တွေအကြောင်းပြောကြတာပေါ့ဗျာဆိုတော့ Microsoft Word ကနှိမ့်တိုင်းသုံးနေပေမဲ့တချို့လုပ်ဆောင်ချက်တွေကလူသိမသိသေးတဲ့လုပ်ဆောင်ချက်တွေရှိတယ်ပေါ့နော်ဆိုတော့အရင်ဆုံးပထမအဆုံးတစ်ခုကပါလဲဆိုတော့ Dark Mode ပေါ့ Dark Mode ကတခါလေမှာကျွန်တော်တို့မျက်လုံးအရန်ညောင်းနေပြီသိရမလားအော်ကျွန်တော်တို့ အရင်ဆူးရှားတဲ့စခရီအောင်ကြည်နေရတာများလာရင်နည်းနည်းမျိုးလုံးအနာပေးခြင်းနဲ့ဆိုရင်နည်းနည်းအမောင်ဘက်ချမ်းကိုသွားတဲ့ဟာပေါ့နော်အမောင်ဘက်ချမ်းကိုသွားတဲ့ဟာပေါ့အဲ့တော့ကျွန်တော်တို့လှုပ်လို့ရတယ်ပေါ့နော်အဲ့လိုလှုပ်ဖို့အတွက်ကိုအရင်ဆုံးပါလဲဆိုတော့ကျွန်တော်တို့အကောင့်ထဲကိုသွားမယ်ဆိုတော့အကောင့်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးမှာ office theme ဆိုတာရှိတယ် ဒီ office thing နဲ့မှာဒါ white ပေါ့နော်ကျွန်တော်လက်ရှိမှာ white white ကအဖြူရောင်ပေါ့အဲ့တော့ကျွန်တော်တို့က dark gray ကိုပြောင်းလိုက်လို့ရတယ်ဒါဆိုရင်အမဲရောင်ဖြစ်သွားပြီပေါ့နော်ပြီးချက်ပို့ပြီးမဲရင်သေးရဆိုရင်တော့မှောင်ရင်သေးရဆိုရင်တော့ black ရှိသေးရပေါ့နော်ဆိုတော့ဒါကိုစိတ်ကြိုက်ထားလို့ရတယ်ပြီးကြရင် new ယူလိုက်မယ် new ယူလိုက်ပြီးဆိုတာ ਨੇ သူရဲ့ဒီစာရွက်ကပါတခါတည်းမဲသွားတယ်ပေါ့နော်စာရိုက်လို့ရှိရင်လည်းတော့သူ auto စာအဖြူရောင်နေဖြစ်သွားတယ်ပေါ့နော်တခုတိထားဖို့ကကျွန်တော်တို့ ီလိုမျိုးပြောင်းလိုက်လို့ရှိရင်ကျွန်တော်တို့တခြား Microsoft Office ရဲ့ app တွေဖြစ်တဲ့ PowerPoint တို့ Excel တို့ Outlook တို့အဲ့လိုဟာတွေမှာပါအကုန်လုံးဒီ thing ကပြောင်းသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါလေးကိုတော့သိရမှာပေါ့နော်နောက်ထပ် Microsoft Word ရဲ့အသုံးဝင်တဲ့ feature ကတော့ PDF file တွေကို print လုပ်ရတာ PDF file တွေကို Word တွေမှာ print လုပ်ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော် ဒေါင်းလုဒ်လုပ်ထားတဲ့ PDF file လေးရှိရပေါ့နော်ဒီ PDF file လေးက research အကြောင်းလေးပေါ့ကျွန်တော်တို့ research အကြောင်းလေးကိုလုပ်ထားတဲ့ PDF file လေးပေါ့ဆိုတော့ကျွန်တော်ဒါကို Word file နဲ့ဖွင့်ကြည့်မယ်ပေါ့ Microsoft Word နဲ့ဖွင့်ကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ open လုပ်သွားမယ် browse မှာဖွင့်ကြည့်မယ် PDF လေးကိုအဲ့မှာ window လေးကျလာမယ်သူကဘာပြောလဲဆိုတော့ ီ PDF file ကိုပြင်လို့ရတဲ့ Word file နေနဲ့ပြောင်းမယ်အချိန်တော့နေငယ်ပေးရမယ် text တွေကိုပြင်လို့ရဖို့အတွက်အသားပေးထားတာဖြစ်တဲ့အတွက် original PDF လိုမျိုးတော့မြင်ရချင်မှမြင်ရမယ်အထူးသဖြင့် graphic တွေများများပါလို့ရှိရင်ဆိုပြီးသူပြောတာလေကျွန်တော်တို့ okay လေးကိုနှိမ့်လိုက်မယ်ပေါ့နော်ဒီနေရာမှာ PDF file ကကြီးရင်ကြီးသလိုမျိုးပေါ့ကျွန်တော်တို့နည်းနည်းတော့အချိန်လေးစောင့်ရမယ်ပေါ့နော်သူ convert လုပ်တဲ့ဟာလေးကိုရပြီဆိုတာနဲ့ကျွန်တော်တို့ okay လေးကိုနှိမ့်လိုက်မှာပေါ့နော်ဒါဆိုရင် ဒီမှာကျွန်တော်တို့ခုနကတော့ကျွန်တော်တို့ရဲ့ PDF ဖိုင်လေးကိုပြင်လို့ရတဲ့ Word ဖိုင်နေနဲ့ပြောင်းလိုက်ပြီပေါ့နော်စာတွေကပြင်လို့ရပြီဘယ်တော့ကောင်းလဲဆိုတော့ဒီမှာပုံတွေပါတယ်ပုံတွေလေးကစာတွေကိုတော့မှကျွန်တော်တို့ပြင်လို့ရတယ်သူသဖြင့်ကျွန်တော်တို့ research လုပ်တဲ့တွေပါဆိုတော့တော်တော်အဆင်ပြေရပေါ့နော်ဒီမှာဆိုရင်လည်းဒီထဲဟာတွေကိုအကုန်ပြင်လို့ရတယ်အကုန် copy ကူးလို့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးအစဉ်ပြေတယ်တော်တော်အသုံးဝင်တဲ့အာလောက်ဆောင်ချက်ဖြစ်တယ်ပေါ့နော် Microsoft ရဲ့နောက်တစ်ခုကတော့ clip out ပေါ့နော် copy နဲ့ paste ကတော့လူတိုင်းလုပ်တတ်ကြမှာပေါ့နော်ဒါပေမဲ့ word မှာလူတိနေပြီးတော့အသုံးအရန်ဝင်တဲ့ copy paste လုပ်တဲ့စနစ်တစ်ခုရှိတယ်ဒီမှာဆိုရင် text ၃ခုရှိမှာပေါ့ဆိုတော့ကျွန်တော်တို့ဒါကို copy ကူးကြည့်ရပါဗျာ copy လုပ်မယ်ဒါကိုလည်းကျွန်တော်တို့ copy လုပ်မယ်ဒါကိုလည်းကျွန်တော်တို့ copy လုပ်မယ်ပြီးကြလို့ paste လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံး copy ကူးခဲ့တာလေးကိုသူက paste လုပ်ပြရပါဘောနော် ဒီနောက်ဆုံးစာကြောင်းလေးကိုသူ paste လုပ်ပေးရပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီ home button မှာဒီ home tab လေးမှာရှိတဲ့ဟိုဒီ clip ဘုတ်ရဲ့ extend ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင် cyber လေးပေါ်လာတယ်ဒီ cyber လေးထဲမှာခုနကတော့ copy ကူးထားတယ်ကျွန်တော်တို့ text လေးတွေအကုန်လုံးမြင်ရမယ်ဒီအပေါ်ကဟာလေးကိုမြင်ရမယ်ပေါ့နော်အဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့ကဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ဟာကိုပြန်ပြီးတော့ paste လုပ်လို့ရတယ် ော်တော်အသုံးဝင်တယ်ဒီဟာကလည်းចောင်းသားဘွားတော်ကသိခဲ့ရင်ကောင်းပါလို့တော့ကျွန်တော်တွေးမိတယ်နောက်တစ်ခုကတော့ raw file တွေမှာကျွန်တော်တို့ formula တွေကိုအသုံးချတာပေါ့နော်တခါတလေမှာကျွန်တော်တို့ raw file တွေလုပ်နေရင်လည်းတော့ဆရာချက်ဆရာတွေဖြစ်လာမယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ဒီရှိတဲ့ data တွေကို copy ကိုပြီးတော့ excel မှာ paste လုပ်ပြီးတော့သွားပြီးတွက်ရတဲ့ခါမျိုးတွေဂျုံပူးကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့အခုကတော့ excel မှာမဟုတ်ဘူး word မှာလည်းတွက်လို့ချက်လို့ရနေပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီ table တွေက ကနန်းချက်လက်တွေကိုကျွန်တော်တွက်ချင်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တွက်ချင်တဲ့ဒီဟိုမှာ total ပေါင်းချင်တယ်ဆိုရင်အဖြေထွက်ချင်တဲ့နေရာလေးကိုကလစ်နှိပ်လိုက်နှိပ်ပြီးတော့ဒီမှာ၄ရောက်ဆိုတာလေးပေါ်လာတယ်ဒီ၄ရောက်ဆိုတာလေးကိုသွားလိုက်အဲ့မှာကျွန်တော်တို့ formula ဆိုတာလေးရှိတယ် formula ကိုနှိပ်လိုက်ပေါ့နော်ဆိုဒီမှာဆိုလို့ရှိရင်သူက sum above ဆိုတာဆိုရင်ဒီအပေါ်မှာကိုဒီဆက်ချလိုက်တဲ့အကွက်ရဲ့အပေါ်အားဟာတွေကိုပေါင်းပေးမယ်ပေါ့နော်။ဒါပေမဲ့သူကပေါင်းတာတခုလည်းနေမဟုတ်ဘူးကျွန်တော်တို့ဒီမှာ paste function ဆိုတဲ့နေရာမှာနှိပ်လိုက်လို့ရှိရင် average လောက်တာတွေ count လောက်တာတွေ if statement လောက်တာတွေ maximum နဲ့ minimum ရှာတာတွေပါရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုကြိုက်တဲ့ဟာကိုသုံးလို့ရတယ်ပေါ့ကိုတွဲချင်တဲ့ပုံစံဒါပေမဲ့ကျွန်တော်လောလောဆယ်တော့အပေါင်းတဲ့ဟာပဲလုပ်မယ်ဆို okay နှိပ်လိုက်မယ်ဆို okay နှိပ်လိုက်ပြီဆိုတာလည်းဒီမှာပေါင်းတဲ့ဟာထွက်လာတယ်ပေါ့နော်တခုတိထားရမှာကဒီပေါင်းတဲ့ဟာကကျွန်တော်တို့အပေါ်ကကနန်းတွေရဲ့ format အတိုင်းကိုသူကအောက်မှာပြပေးတယ်ပေါ့ကျွန်တော်ဆိုဒီမှာ column လေးတွေကုတ်ထားတယ် ဒီကုတ်ထားတဲ့အတိုင်းလေးကိုသူပြပေးရပေါ့နော်ဆိုတော့ဒါကလည်းပြောရမယ်ဆိုရင်အထွေထူးတွေသွားပြီးတော့အိတ်ဆဲသွားပြီးပေါင်းနေစရာမလိုတော့ဘူးပေါ့နော်ကျွန်တော်တို့တော်တော်လေးအသုံးဝင်နေလူလေလူတွေလည်းတိတ်မသုံးကြသေးတဲ့ဒါ fashion တစ်ခုဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုပေါ့နော် worker ဟာတွေကို copy ကူးပြီးတော့ကျွန်တော်တို့ Google Translate မှာသွားပြီးတော့လုပ်နေတော့မဲလားပေါ့နော်တကယ်တော့ Microsoft Word မှာလည်း translation လုပ်တဲ့ bidding ပါပြီးသား fashion ပါတယ်ပေါ့နော်အဲ့ဒါလေးကိုစမ်းသုံးကြည့်ဖို့ကျွန်တော်တိုက်တွန်းနေတယ်ပေါ့နော်တကယ်လည်းကောင်းတယ်ပေါ့ဆိုတော့ translate လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကအရင်ဆုံး review button ကိုတောင်းမယ် review လေးကိုနှိပ်မယ်ပြီးကြရင် translate ကိုတောင်းမယ် translate selection လုပ်လို့ရတယ်ကို selection ပေးထားတဲ့ဟာကို translate လုပ်လို့ရတယ် document ကြီးတစ်ခုလုံးကို translate လုပ်လို့ရတယ်ကြိုက်တာယူလို့ကျွန်တော် translate selection ပဲပေါ့နော် ဲ့တော့ translator လေးပေါ်လာမယ်ပြီးကြရင်ဒါကို select လုပ်ရမှာပေါ့ select လုပ်တာကျွန်တော် select လုပ်လိုက်မယ်ဒါဆိုရင်သူကအင်္ဂလိပ်စာကို auto detect ဖြစ်တယ်ပြီးကြရင်ကိုပြောင်းနေတဲ့ဘာသာစကားကိုဒီမှာပြောင်းလို့ရတယ် from မှာအင်္ဂလိပ်စာပေါ့နော်ပြီးကြရင် to မှာဘယ်ဘာသာကိုပြောင်းမှလဲဆိုတာ Burmese လို့နှိပ်လို့ရတယ်ဒါမှမဟုတ်ကြိုက်တဲ့ဘာသာပေါ့နော်ကျွန်တော်ကတော့ Burmese ပဲကြိုက်ပြီးဆိုရင်ကျွန်တော် insect ကလေးကိုနှိပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့မြန်မာစာ ပြောင်းပြီးပြီเนาะ ်မြန်စာတခုတည်းမဟုတ်ဘူးဗောနော်ဂျပန်စာဆိုလဲထုံလေးလောက်အောင်မယ်ဒါဆိုရင်ဆက်လက်ပေးလိုက်ရင်ဂျပန်စာ तू သိမယ်မြန်မာလိုပေါ်လာမယ်တချို့ဟာတွေကတော့အရင်မှန်မြန်မာမှန်မယ်ဗောနော်တချို့ဟာတွေကတော့တော်တော်လေးအဆင်ပြေတယ်ဗောဒီထဲမှာနေကျွန်တော်တို့အသုံးချလို့ရတယ်ဟာဗောဆိုတော့ဒါတွေကတော့ကျွန်တော်တို့ဘောရဲ့လူသိနေပြီးတော့တိတ်မတုံးကြတဲ့အရန်အသုံးဝင်တဲ့ function တွေပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲ ဒီလိုမျိုး content တွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ဒါမှလည်းကျွန်တော် share ဆက်ပြီးတော့အများကြီးလုပ်နိုင်မှာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်